Nottingham Forest တင်ပေးထားတဲ့သင်ခန်းစာ၃ရက်အားလုံးပဲမင်္ဂလာပါ Sport Bar ကနေကြိုဆိုလိုက်ပါတယ်ဒီဘူးအသင်းကတော့ Nottingham Forest အသင်းကို၃ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတော့အားကြောင့်ရှုံးခဲ့ရတာလေဘလို့သင်ခန်းစာတွေကိုယူသွားတဲ့လေဆိုတဲ့အချက်တွေကပေါ်လွင်စေခဲ့ပါပြီ။ ုံစံကောင်းနေပြန်ရလာနေတဲ့ Nottingham အသင်းကိုအိမ်ခွင်းဖြစ်ပါစေခက်ခဲမယ်ဆိုတာသိခဲ့ပြီပဲလေဒီလိုမျိုးဂိုးပြက်ရှုံးခဲ့တာမျိုးထိကတော့မဖြစ်သင့်ပါဘူးဂိုးပြက်ရှုံးနေခဲ့ရခြင်းရဲ့မြဖြားခံရက Amslo ရဲ့လူစားလဲမှုအမားတွေကနေစတင်ပါတယ်တွင်းကိုတွေခွင့်ပြုထားပြီးချင်းပြန်လာအောင်စူးစမ်းရမယ့်အချိန်မျိုးမှာကစားသမားလဲလဲမှုအမားတွေကိုပြုလုပ်ခဲ့တာပါပကစားချိန်55မိနစ်မှာလေးကကုနာတီကိုထုတ်ပြီးတော့ EKTG ကိုကစားခဲ့တယ်။ဒါကတိုက်စစ်မြင့်မှုရည်ရချက်တစ်ခုဆိုပေမဲ့လို့လေ။ကိုကအကွင်းအတွင်းမှာစုံမထားနိုင်ခြင်းမဟုတ်ပါဘူ ုနာတီးအထွက်မှာ gravity ကစီးပြီးသွားပြီးတော့အခုလိုမဖြစ်တင်တာ ਈ ဖြစ်ကုန်ပြီးတော့ပြန်မလာနိုင်တော့တာပါ။ Armstrong တယောက်ကတော့ဆုံးဖြတ်ချက်တွေကိုပြက်ပြက်တတမချမှတ်နိုင်ဖြစ်နေတယ်လို့ဆိုရပါမယ်။တကယ်ဆိုလို့ရှိရင်တိုက်စစ်သမားအချင်းချင်းလူစားလဲလဲပြီးတော့ Nottingham ကိုအိမ်ကွင်းအားနဲ့ဆက်ဖြစ်ရင်တော့မှခြေပါကူးတွေရလာနိုင်တော့ပါတယ်။ဒါပေမဲ့ထင်းတလို့မဖြစ်ခဲ့ပေနဲ့ပွဲကပြီးဆုံးခဲ့ပါပြီ။နောက်ပွဲတွေဒီလိုမျိုးထပ်တူအမားတွေကိုမပြုတ်လို့ဖို့တော့လိုအပ်နေပါတယ်။ကိုနာတိတ်နေရာမှာဂိုးမက်ဆွင့်ပြီးတော့အထောက်မှာအီဆက်အစာအီဂီတီကိုထည့်တာမျိုးတွေ ကပူကိုထုတ်ပြီးတော့ရီယိုဆာလာကိုထုတ်ပြီးတော့ခီအီဇာကိုထက်လိုက်တာမျိုးတွေကအမ်စလော့ပြုတ်လုခဲ့တဲ့အရာတွေပါအိဆက်အနေနဲ့ကလည်းအနေငယ်လေးလောက်ရကန်ရခက်ခဲနေကြတာကိုသတိပြုမိကြပါလိမ့်မယ်ကြမ်းခိုင်မှုမပြေဝတာတွေပွဲထွက်မိနစ်တွေရောနေနေတဲ့အခါမှာတောင်ပံနေတဲ့ချိတ်ဆက်မှုတွေကလည်းအတော်လေးကိုအားနေခဲ့တာကိုတွေ့ရပါတယ်နောက်လာမယ့်ပွဲတွေမှာတော့ဒီထက်ပိုပြီးကောင်းတဲ့အဝင်ဝင်ကြဖြစ်မှုတွေနီးစနစ်အတိုင်းလျော့ညစ်တွေနဲ့ကစားနိုင်ကြွန်းတွေကိုလီဗာပူးအသင်းထုတ်ပြမှဖြစ်ပါတော့မယ်မန်စီးတီးနော်တင်ဟမ်နှစ်ပွဲဆက်ဘိုးပေါက်ပျောက်ဆုံးမှုဖြစ်ခဲ့တယ်လို့ ။ခန်းစစ်ကလည်းနှစ်ပွဲစလုံး၃ကိုပြည့်ရှုံးနာတာဒီအတွက် Amslot မှာတာဝန်ရှိပါတယ်။ Forest နဲ့ပွဲစဉ်မှာလည်း Amslot ရဲ့မဖြစ်တဲ့နီးစနစ်အမှားတွေကတိတိတတ်တာပေါ်လင်းလာစေခဲ့ပါတယ်။ Forest ဆိုတာကသုတ်ထက်နှိမ့်နဲ့အတင်းဖြစ်နေရင်တောင်မှဘောလုံးပိုင်ဆိုင်မှုကအမြဲတမ်းနှိမ့်နဲ့အတင်းတင်းဖြစ်ပါတယ်။ကောင်တာရီအောင်ကိုမယ်ထောင်းကန်ဘောတဲကန်ဘောတွေနဲ့ချင်းချောင်းလေးရှိတဲ့အတင်းမှာပထမကူမှဆိုလို့ရှိရင်ထောင်းကန်ဘောကနေတစင်ကိုခွင့်ပြုပေးလိုက်ရတယ်။နောက်တစ်ချက်ကနီးပြနှအူးကြမှာပွဲဖက်နိုင်စွမ်းကွာသွားတယ်လို့ပြောလို့ရပြီးတော့ အမ်စလော့တယောက်ကတော့လူစားလဲလည်မှုအမားတွေပြုလုပ်ခဲ့ရတာကနေတဆင့်လိုက်လီဝီလီဖြစ်ခဲ့ရတာပါ။ Forest အတင်းကမှားယွင်းသွားတဲ့ Liverpool ရဲ့နီးစနစ်ကိုကောင်းကောင်းကြီးပြန်ပြီးတော့အသုံးချသွားတာပါပဲ။နီးပြတူတဲ့အပေါ်မှာတာဝန်ရှိတာမျိုးတော့လည်းမဟုတ်ပေမဲ့လည်းအမ်စလော့ကနံပါတ်1အရေးကြီးဆုံးဖြစ်နေတာပါ။ဒုတိယပိုင်းဆက်စချင်းပေးလိုက်ရတဲ့အတွင်းကိုမှဆိုလို့ရှိရင်ကစားသမားတွေကြားထဲမှာနားလည်မှုတွေလိုအပ်နေတာကိုအထင်သာမြင်ခဲ့ရပါတယ်။ဆိုတော့ဒီပွဲစဉ်အပြီးမှာတိလိုက်ရတာက Liverpool အသင်းအနေနဲ့က set piece တွေကိုထိန်းချုပ်နိုင်စွမ်းကောင်းအောင်ကြိုးစားရမယ်။ ကစားသမားတွေကြားထဲမှာချိတ်ဆက်မှုကောင်းစေမယ့်ဤစနစ်တစ်ခုကိုအမြန်တိဆောက်ရမယ်။ကစားသမားအသစ်တွေအားဖြစ်ခွယူရမယ်ဆိုတဲ့အချက်၃ချက်ကပေါ်လွင်စေခဲ့ပြီပဲဖြစ်ပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်တဲ့အမြင်ကလေးတွေကိုလည်းဝင်ရောက်ဆွေးနွေးကြပါအောင်နော်။